ဟိုကျွန်တော်ကတော့ပြိုင်ပွဲတော်တော်များများပြိုင်ခဲ့ဘူးရယ်ကျွန်တော်ကဒီလောကနဲ့မဆိုင်တဲ့လူတယောက်လည်းပြောလို့ရရယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်2012လောက်တည်းကဒီလောကထဲဝင်ရောက်လာတာဒါပေမဲ့ကျွန်တော်ကြားထဲမှာအချိန်ကြီးကြောင်းကြောင်းဒီအနည်းငယ်လုပ်ငန်းကိုကျွန်တော်မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲအခုတော့အဲကျွန်တော်ရဲ့အိမ်မက်တွေကိုအကောင့်တွေဖော်ချင်လို့ပြန်ပြီးတော့ခံဘက်ပြန်လာခဲ့တာပေါ့ခင်ဗျဟုတ်ကဲ့ပြိုင်ပွဲဆိုတာတော့ဟိုလူတိုင်းကြုံမှုတဲ့အရာပေါ့နော် လူတိုင်းကြောင့်မှုတဲ့အရာဆိုတာကဘယ်လိုလဲဆိုတော့ကျွန်တော်တို့မှဟိုဘလောက်ထဲပဲကိုယ့်ကိုယုံကြည်မှုရှိရှိဘလောက်ပဲကိုယ့်ကိုအဲအားနာချက်ရှိရှိပေါ့နော်တကယ်တကယ်နှစ်ဘူးတွေတူတွေ့ အဲကြုံလာတော့မယ်ပွဲနေဆိုရင်တော့အကုန်လုံးကတော့အဲစိုးရိမ်စိတ်တွေပူပန်ကြောင်ကြစိတ်တွေကိုယ့်ရဲ့လိုအပ်ချက်တွေရှိမလားကိုအမားတစ်ခုများလောက်ခဲ့မလားဆိုတော့အဲစိုးရိမ်စိတ်ကလည်းဒီတိုင်းမှရှိရပါတော့နော်ဟောဒီညီကိုတိုင်ပေါင်းဝင်ရှိတယ်ညီကိုကိုင်းချင်းနဲ့လည်းတရားရေးတိုင်ပင်တယ်ကျွန်တော်အားလုံးကြော်လို့ထောက်ပြရတယ်ကျွန်တော် body ဆိုရင်ကအရင်တောက်ရဆဲပါတယ်အဲ့ပြောတော့ဘယ်လိုဘယ်လိုရှောင်းရမလဲဆိုတော့ဒါကအကုန်လုံးတော့ပြတယ်ကုညီပေးတယ်ကိုင်းချင်းဟော ဒါတော့ဒါတော့လိုဝတ်ချက်ပေါ့နော်အဲပွဲနေကြရင်တော့စောင့်ကြည့်ရမှာပေါ့ခင်ဗျာကျွန်တော်တို့ရောညီကိုတွေအကောင်လုံးကတော့အကောင်ဆုံးအတက်နိုင်ဆုံးဆရာတွေလမ်းပြပေးတဲ့အပေါ်မှာအကောင်ဆုံးကြိုးစားသွားမယ်ကိုဆန်းရှိခင်ဗျာညီမရှိခင်ဗျာအကောင်ဆုံးကြိုးစားသွားမယ်ပေါ့ ကျွန်တော်တို့ချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့ဆရာ C driver ပေါ့နော်အဲကျွန်တော်တို့ရဲ့ရန်ကုန် C driver ဆရာတိထက်လေးအောင်ရဲ့ဟိုအတိဟိုပပိုင်းမွန်းနေရောရှင်နေဖြစ်ပါတယ်ဟုတ်ဟိုအတက်နိုင်ဆုံးတော့အကောင်းမွန်ဆုံးဟိုမရော့အောင်တော့ဟိုကျွန်တော်တို့ဒီရန်ကုန်မှာဆိုရင်ဟိုယောက်ျားလေးလေးယောက်မိန်းကလေးလေးယောက်ရွေးချယ်ထားရပေါ့နော်ရှင်းတော့တောင်များဆိုပြီးတော့အဲတယောက်တစ်မျိုးစီပေါ့မလင်းအောင်အဆဆရရပေါ့ဆရာတော့တက်နိုင်တဲ့ဘက်ကအဲတက်နိုင်တဲ့ဘက်ကထဲဆိုတာထက်ဟိုအတက်နိုင်ဆုံးအကောင်းဆုံးရွေးချယ်ပြီးတော့ အဲအကောလုံးဖြည့်ဆည်းပေးနေပါခင်ဗျာဟုတ်အဲပြိုင်ပွဲတော့ကတော့ပြင်ဆင်တာတော့ဟာတိကျအားဆိုင်ထားရပေါ့နော်အကောင်းဆုံးလဲကြိုးစားနေရဲအဲပြီးကြတော့ကျွန်တော်ကအခု body by အားနဲ့တော့ကျွန်တော်ရဲ့တငယ်ချင်းလည်းဖြစ်သလိုကျွန်တော်ရဲ့ PD ဆရာလည်းဖြစ်တယ်။နေထက်ရှိမှာကျွန်တော်အခုဟာ PD ယူပြီးတော့ train နေရပေါ့နော်။အဲတေချာလေးအကောင်းဆုံးလုပ်နေရဲ။အဲဒါအပြင်ဒီ knowledge buying ရော beauty buying ရောအကုန်လုံးပေါ့အဖက်ဖက်ပြည့်စုံအောင်တော့အကောင်းဆုံးတော့အတိုင်းအောင်ကြိုးစားနေပါရခင်ဗျာ။ဟုတ် ဟုတ်ကဲ့ဟောကျွန်တော်ကတော့ပြိုင်ပွဲတော်တော်များများပြိုင်ခဲ့ဘူးတယ်ကျွန်တော်ကဒီလောကနဲ့မဆိုင်တဲ့လူတယောက်လည်း ြောလို့ရရပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်2012လောက်တည်းကဒီလောကထဲဝင်ရောက်လာတာဒါပေမဲ့ကျွန်တော်ကြားထဲမှာအချိန်လေးကြောင်းကြောင်းဒီအနည်းငယ်လုပ်ငန်းကိုကျွန်တော်မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲအခုတော့အဲကျွန်တော်အိမ်မက်တွေကိုအကောင့်တွေဖော်ချင်လို့ပြန်ပြီးတော့ခံပတ်ပြန်လာခဲ့တာပေါ့ခင်ဗျာဟုတ်ကဲ့အရင်ကတော့ကျွန်တော်ဂျင်တနာဖြစ်တဲ့ Finity ဘာကတန်းခဲ့ပြီးတော့ Visit ဘာတန်းခဲ့ပြီးတော့ဒီကစူပါရတာပြမလို့ဝင်တိုင်းခဲ့ပြီးတော့ပြိုင်ပွဲဆိုတာတော့ဟိုလူတိုင်းကြုံမှုတဲ့အရာပေါ့နော် လူတိုင်းညုံမှုရဲ့အရာဆိုတာကဘယ်လိုလဲဆိုတော့ကျွန်တော်တို့မှဟိုဘလောက်ထဲပဲကိုယ့်ကိုယုံကြည်မှုရှိရှိဘလောက်ပဲကိုယ့်ကိုအဲအားနည်းချက်ရှိရှိပေါ့နော်တကယ်တကယ်နှစ်ဖူးတွေဒူတွေအဲကြုံလာတော့မယ်ပွဲနေဆိုရင်တော့အကောလုံးကတော့အဲစိုးရင်စိတ်တွေပူပန်ကြောင်းကြစိတ်တွေကိုယ့်ရဲ့လိုအပ်ချက်တွေရှိမလားကိုအမားတစ်ခုများလောက်ခဲ့မလားဆိုတော့အဲစိုးရင်စိတ်ကလူတိုင်းမှာရှိရပေါ့နော်ကျွန်တော်ဆိုတဲ့အလိုပဲအဲပြန်ပွဲပြန်တော့မယ်ဆိုဘလောက်ပဲကိုယ့်ကိုဟိုအကောင်းဆုံးအဲပြင်ဆင်လာပြင်ဆင်လာတကယ်တကယ်ပြန်ပွဲ ရှောက်လို့ရှိရင်တော့အနည်းနဲ့များတော့ဆိတ်လျှောက်မှုအများကြီးဖြစ်တယ်ခင်ဗျာဟုတ်အဲ့ဒါတော့ဆရာနဲ့တေချာတန်ပြီးတော့အဲ့လိုရှောက်ရမယ်ပေါ့ပိုင်းဆရာတွေပါအများကြီးတေချာတန်ပြီးတော့ရှောက်တယ်ပြီးတော့ဟောဒီမျိုးကိုတိုင်ပေါင်းဝင်ရှိတဲ့မျိုးကိုကိုင်းထားလို့လည်းတေချာရေးတိုင်ပြီးတော့ကျွန်တော်အားလုံးကြောက်တယ်တော့ထောက်ပြတယ်ကျွန်တော် body ဆိုရင်ကအရင်တောက်ရဆဲပါတယ်အဲ့ပြောတော့ဘယ်လိုဘယ်လိုရှောက်ရမလဲဆိုတော့ဒါအကုန်လုံးပေါ့ပြတယ်ကုညီပေးတယ်ကိုင်းထားဟုတ်အော်ကျွန်တော်တို့ဒီပြိုင်ပွဲမှာကျွန်တော်တို့ရဲ့ကော့ဝေါယောက်ျားလေးပိုင်းမှာဆိုရင်ဆရာတို့ရဲ့ကျွန်တော်တို့ရန်ကုန်စီတီကိုစား ပြူပွဲတော့ကလည်းကျွန်တော်တို့ဆရာကြည့်ပြီးတော့နေပြီးတော့အဲကျွန်တော်တို့ကပ်ဝတ်ထရိန်းမိတယ်ဒါအပြင်တခြားလိုအပ်တဲ့အရာတွေကိုလည်းအကုန်လုံးလုပ်ပေးရပါတော့ဆရာကြည့်ပြီးတော့ကဆရာကြည့်ပြီးတော့အရင်ကမစ္စတာဘွဲလည်းပြိုင်ခဲ့ဘူးရယ်ခင်ဗျာဟုတ်ကဲ့ဒါတော့ဒါတော့လိုအပ်ချက်ပေါ့နော်အဲပွဲနေကြရင်တော့စောင့်ကြည့်ရမှာပေါ့ခင်ဗျာကျွန်တော်တို့ညီကိုတွေအကုန်လုံးကတော့အကောင်းဆုံးအတတ်နိုင်ဆုံးဆရာတွေလမ်းပြပေးတဲ့အပေါ်မှာအကောင်းဆုံးကြိုးစားသွားမယ်ကိုဆန်းရှိခင်ဗျာညာဆန်းရှိခင်ဗျာအကောင်းဆုံးကြိုးစားသွားမယ်ပေါ့နော်အဲအတွက်ကြောင့်အဲအားပေးနေတဲ့အဲ အဲကျွန်တော်ချစ်တဲ့လူတွေကျွန်တော်အားပေးနေတဲ့လူတွေအားလုံးကိုကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်တို့အားပေးကြဖို့ကျွန်တော်အပြင်ကျွန်တော်ရဲ့ညီကိုတွေအကုန်လုံးအားပေးကြမယ်အဲဆိုရင်ကျွန်တော်တို့ဘာဖြစ်အားဖြစ်စေရပေါ့နော်အဲအတွက်ကျွန်တော်တို့အကောင်းဆုံးအဲအကောင်းဆုံး site ထုတ်ပြီးတော့အား site ထုတ်ပြီးတော့အကောင်းဆုံးကြိုးစားပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာ